Wi-Fi ထဲအစတရာပုံမြန်တဲ့ Li-Fi ပြူဝ Li-Fi and Solar Power ကဘာစီလိုနာမှာကျင်းပနေတဲ့ Mobile World Congress 2025မှာ Lemsip Bright System လို့ခေါ်တဲ့သူချစံသစ်တဲ့စက်သွယ်ရင်းနှီးပညာအသစ်တစ်ခုကိုပြသလိုက်ပါတယ်။ Li-Fi နှီးပညာကို အသုံးပြုထားပြီး Lemsip Bright ဟာလက်သမစီကိုနည်းပါးစေသလို Download Speed က5000 MB per second အထိရပါတယ်။ Wi-Fi နဲ့ Li-Fi ကအစတရာလားပုံမြန်ပါတယ်ဒေတာပေးပို့မှုအတွက် Wi-Fi က Radio လှိုင်းတွေကို အသုံးပြုတာဖြစ်ပြီး Li-Fi က Light Signal တွေကိုအသုံးပြုပါတယ်ဒီနည်းပညာမှာ Indoor Unit နဲ့ Outdoor Unit နှစ်ခုကိုပဲအသုံးပြုထားပြီးကြိုးတွေနဲ့ရှေ့ရှောက်ထွေထွေတက်ဆင်ဆရာမလိုပါဘူးတက်ဆင်ရတဲ့ကုန်ကျစရိတ်လည်းတက်တာပါတယ် Li-Fi နည်းပညာဟာလုံခြုံရေးကောင်းတဲ့အတွက်စက်တန်နဲ့အစိုးရဌာနတွေမှာအသုံးပြုနေပြီဖြစ်ပါတယ် ဒီနည်းပညာမှာ LED မီလုံးတွေကိုအသုံးပြုတာဖြစ်တဲ့အတွက်စွမ်းရည်သုံးဆွဲမှုသက်တာစေပါလိမ့်။ Pure Life Fine ကအမေရိကန်မှာဒီနည်းပညာကိုအစောဆုံးအသုံးပြုနိုင်မယ်လို့ပြောပေမဲ့ရောင်းချမဲ့အချိန်ကိုမပြောသေးပါဘူး။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။